နှလုံးသွေးကြောခြင်းယောဂနှလုံးသွေးကြောပိတ်ယောဂဆိုတာကအခုနောက်ပိုင်းမှာဆိုလို့ရှင်လူငယ်တွေမှာလည်းဒါတွေ့လာရတယ်ဖြစ်လဲများလာတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အသက်ကြီးမှဖြစ်တာများတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်လူငယ်တွေမှာလည်းပဲဒီနှလုံးသွေးကြောကျင်းယောဂါနှလုံးသွေးကြောပိတ်ယောဂါကိုတွေ့လာရတယ်ဒီနေ့မှာတော့ကျွန်တော်ကလူငယ်တွေအနေနဲ့နှလုံးသွေးကြောကျင်းယောဂါနှလုံးသွေးကြောပိတ်ယောဂါမဖြစ်အောင်လို့ ိုတက်ကာကွယ်ရမယ့်နီလန်၅မျိုးကြောင့်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနီလန်၅မျိုးကလူကလေးရွယ်တွေမဟုတ်ပါဘူးအဲလူကြီးတွေလည်းပါဝင်ပါတယ်เนาะဒီ၅မျိုးကိုပြုတ်လို့တင်ပါတယ်ပထမအချက်ကကြတော့ဒီနှလုံးသွေးကြောကျင်းတာသွေးကြောပိတ်တာမဖြစ်အောင်ဘာလုပ်ရမလဲဆိုလို့ရှင်ကြက်ပိုင်နဲ့ညင်ညွတ်အောင်စားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကိုကျွန်တော်က lifestyle modification လို့ကောင်းတဲ့တက်ပြီးတော့ပြောပါမယ်ပြောမယ်ဆိုလို့ရှင်အစားအသောက်ပါဝင်တယ်လေ့ကျင့်ခန်းနေ ပါဝင်တယ်။အဲပြီးလို့ရှိရင်ကိုလေးချိန်ထိန်းတာတွေပါဝင်တယ်။ပြီးတော့ဒီဆက်လိတ်တွေအရက်တွေဒါတွေနဲ့ပတ်သက်ပြီးတော့ပြောပြမယ့်အကြောင်းအရာတွေပါဝင်ပါတယ်เนาะ။အဲ့တော့ကျွန်တော် lifestyle modification လို့ခေါင်းစဉ်တက်လိုက်မယ်။အဲ့တော့ဘာလို့လောက်ရမလဲဆိုရင်ကျွန်တော်ကစမ်းမိုင်းနဲ့ညီညွတ်အောင်စားဖို့လိုတယ်။အတီးအနံစားလို့ရတယ်၊မြများစားလို့ရတယ်၊ဟင်းသီးဟင်းရွက်မြများစားလို့ရတယ်။အဲပြီးလို့ရှိရင်ဒီအစိအစံတွေကိုစားလို့ရတယ်။အဲ့ပြည့်တဲ့ခါမှာဆိုလို့ရှိရင်ဒီအသားပေါ့နော်အသားမှာဆိုလို့ရှိရင်ကျွန်တော်ငါးမျိုးမျိုးစားလို့ရတယ်ပြီးလို့ရှိရင်ပဲမျိုးမျိုးစားလို့ရတယ် ဒါတွေကအသားဓာတ်ကိုရရှိစေတယ်အဲ့တော့ဘာတွေ short ဆားမယ်ဆိုလို့ရှိရင် အငံအငံကို short ဆားမယ်လွယ်လို့ရှိရင်အငံကိုနည်းနည်းပဲဆားမယ်ပြီးလို့ရှိရင်တခြားတဲ့များလွန်းတဲ့အစားအစာတွေကိုရှောင်ရမယ်အများကြီးမစားသင့်ဘူးပြီးလို့ရှိရင်အစီပါဝင်မှုများတဲ့အစားအစာတွေကို short ဆားသင့်တယ်နော်တကယ်လို့ကိုကအစီကိုစားကျင်တယ်ဆိုလို့ရှိရင်တန်လွင်စီနှမ်းစီပဲစီဒီလိုမျိုးအစီတွေကိုပို့ပြီးတော့အသုံးပြုသင့်တယ် ဒါအစားတောက်နဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်နောက်တစ်ခုကကျတော့လေ့ကျင့်ခန်းပေါ့နော်အဲလေ့ကျင့်ခန်းပုံမှန်ပြုလုပ်တင်တယ်တနေ့ကို9ရက်လောက် တော့အနည်းဆုံးလမ်းလျှောက်တင်တယ်တကယ်လို့ကိုကအချိန်ပေးနိုင်တယ်ဆိုရင်တော့ဒါဂျင်သွားပြီးတော့အလေးမာတာမျိုးပြုလုပ်လို့ရတယ်တကယ်လို့ကိုမှနှလုံးရောဂါအခန့်ရှိရဲဆိုရင်တော့အလေးပိုင်းမလို့ရှိရင်သတိထားဖို့လိုတယ်ဆရာ ਉਹ နဲ့တိုင်ပင်ပြီးမှပြုလုပ်တင်တယ်ပုံမှန်ဘာမှမဖြစ်ဘူးကြိုတင်ကာကွယ်တဲ့အနေနဲ့လေ့ကျင့်ခန်းပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်အနည်းဆုံးတနေ့ကိုနိုင်ဝက်လက်လျှောက်တင်တယ်အလေးပါတယ်မလို့ရတယ်အဲ့တော့အလေးမတဲ့အချိန်မှာဒီရင်မက်တွေအောက်လာတယ်မောလာတယ်နော်တိတိတာမောလာတယ်ရင်မက်တွေအောက်လာတယ်ရင်းနေအရန်တုံလာတယ်ဆိုတော့ဆောင်နဲ့တေချာပြတင်တယ်ခုမှနှလုံးရောဂါရှိလို့များဖြစ်နေရလားဆိုပြီးတော့ဒါဆောင်နဲ့တေချာပြတင်ပါတယ်ဒါပြေမှာကိုလေးချင်းတေချာထိပ်ဖို့လဲလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အဝလွန်တာကသွေးရင်းအစီအတံများနဲ့ဆက်ဆက်ပြီးတော့နှလုံးသွေးကြောချင်းယောက်ကနှလုံးသွေးကြောပိတ်ယောဂါကို ဖြစ်စေပါတယ်။ဒါပြေမှာဆလိတ်ကိုဖြတ်ဖို့လဲလိုအပ်တယ်။ဆလိတ်တောက်တာကသွေးကြောတွေကိုပျက်စီးစေတယ်၊နှလုံးသွေးကြောကိုထိခိုက်စေတယ်။အဲနှလုံးသွေးကြောကျင်းတယ်၊နှလုံးသွေးကြောပိတ်တတ်တယ်။ဒါကြောင့်မို့လို့ဆလိတ်ကိုဖြတ်ဖို့လိုအပ်တယ်။ဆလိတ်တောက်တာကလေးဖြတ်နိုင်ကြီးကိုလည်းမြင့်တက်စေပါတယ်။ဒါပြေမှာအရက်ကိုအလွန်ကျော်မတောက်သင့်ပါအရက်ကိုအလုံးကြုံတောက်တာကလည်းနှလုံးကိုထိခိုက်စေပါတယ်။အဲ့တော့အရက်ကိုတက်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်တင်ပါတယ်။ ဒါကတော့ဒီ lifestyle modification ဆိုတဲ့ခေါင်းစဉ်အောက်ကပထမဆုံးအချက်ဖြစ်ပါတယ်ဒုတိယအချက်ကကြာတော့ကို့မှာယောဂအခန်းနေရှိရင်သေချာထိမ့်သိမ့်ဖို့ဖြစ်ပါတယ်တချို့လူငယ်လူရွယ်တွေမှာသွေးတွေးယောဂရှိတတ်တယ်စီဂျိုယောဂရှိတတ်တယ်သွေးတွေးအစီတက်များတဲ့ယောဂရှိတတ်တယ်ဒီလိုယောဂတွေရှိနေပြီဆိုရင်သေချာထိမ့်ဖို့လိုအပ်တယ်အဲ့တော့သွေးကြဆေးပုံမှန်တောက်မယ်အငန်းရှောင်းမယ်အချိုးတက်များလို့နဲ့အစားအစာတွေရှောင်းမယ်အစီစိတ်တွေရှောင်းမယ်ကောင်းလာကတော့သွေးပေါင်ခြင်းကို138အောက်မှာ အမြဲထားတာပို့ပြီးတော့ကောက်ပါတယ်တော့130 80ကြော်နေပြီဆိုလို့ရှိရင်ဆရာ ਉਹ ਨੇ တိချာပြန်ပြပါဆေးတိုးတာမျိုးဆေးပြန်ညှိရတာမျိုးပြုလုပ်ရမှာ ဖြစ်ပါတယ်ဒါပြင်မှာသွေးရင်းအစီတံများနေပြီဆိုရင်လည်းသွေးရင်းအစီဇက်ကိုရှော့ချပြီးတဲ့ဆေးတွေတောက်ဖို့လိုအပ်ပါတယ်တကယ်လို့စီကျိုယောဂါရှိရင်စီကျိုယောဂါအတွက်စီကျိုကြစေကိုတိချာတောက်အောင်မှာ ဖြစ်ပါတယ်ပြီးတဲ့အခါမှာအချိုတွေလည်းအများကြီးစားလို့မရပါဘူး ဒီယောဂခန်းလေးအတွက်ကိုလည်းကျွန်တော်တို့ကပုံမှန်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။နံပါတ်3ချက်နေနဲ့ပြောရမယ်ဆိုလို့ရှိရင် တော့ဒီကြိုတင်ကာကွယ်တဲ့ဆေးတွေကိုလိုအပ်လို့ရှိရင်တောက်သုံးရမှာဖြစ်ပါတယ်။ဒါပုံမှန်လူတစ်ယောက်အနေနဲ့ဆိုရင်တော့မလိုအပ်ဘူး။ဒါပေမဲ့တချို့သောအခြေအနေမှာကျွန်တော်တို့ကဆေးကိုကြိုပြီးတော့တောက်ရတာမျိုးရှိနိုင်တယ်။ဥပမာအဖြစ်ကိုကလူငယ်လူရဖြစ်တယ်ဆီကြိုယောဂရှိတယ်။ပြီးတော့နှလုံးသွင်းရောကျဉ်းနိုင်ရည်ရှိတယ်ဆိုရင်ကျွန်တော်တို့ကတစ်ခါတလေမှာနော်သူရဲ့ဆီကြိုတက်တွေကလည်း ဂျာတက်တွေကလည်းအမြဲလိုလိုများနေတတ်တယ်ဆိုရင်နှလုံးမထိခိုက်အောင်ဆိုပြီးတော့တချို့သောဆေးတွေကိုကြိုပြီးတော့ပေးရမျိုးရှိတယ်အဲအဲ့လိုမျိုးဆေးတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့တောက်ออกมาဖြစ်ပါတယ်ဒါတော့ဆရာဝန်ညွှန်ကြားချက်နဲ့တောက်ออกมาကိုယ်စီပေါ်နဲ့ကိုကြိုတဲ့ကောက်ရတဲ့ဆိုပြီးတော့တောက်လို့မရပါဘူးဘလို့ဆေးရလဲဆိုရင်အဲသွေးကြဲဆေးတွေပါဝင်တယ်သွေးရင်းအစီဓာတ်ချပီးတဲ့ဆေးတွေသွေးရင်းအစီကြဆေးတွေပါဝင်တယ်အပိတက်ခါမှာဆိုလို့ရှိရင်ခုနပြောသလိုအဲသွေးတိုးနေရလို့ဆိုလို့ရှိရင်တော့သွေးကြဆေးကိုတောက်ออกมาဖြစ်ပါတယ် လေးခုမြောက်ချက်နေနဲ့ဆိုလို့ရှိရင်เนาะစိတ်ဖိစီးမှုအကင်းဝေးအောင်နေရမှာဖြစ်ပါတယ်စိတ်ဖိစီးမှုများတာကလည်းပဲနှလုံးကိုဝင်ပြီးစီတယ်ဒါကြောင့်မို့လို့တတန်တမျစိတ်ဖိစီးမှုကင်းဝေးအောင်နေရမှာဖြစ်ပါတယ်တရားထိုင်တာဖြစ်ဖြစ်ယောဂဆော့တာဖြစ်ဖြစ်သက်ရှူလေ့ကျင့်ခန်းပြုလုပ်တာဖြစ်ဖြစ်ဒါတွေကိုပြုလုပ်ရမှာဖြစ်ပါတယ်ဒါပြေမှာကိုဝါသနာပါတဲ့လေ့ကျင့်ခန်းပြုလုပ်တာမျိုးကိုလည်းပြုလုပ်မှာဖြစ်ပါတယ်ပြီးတော့အချိန်ကိုလည်းဒီနေ့ကိုအနည်းဆုံး9နာရီလောက်ရအောင်အေးရမှာဖြစ်ပါတယ် ။နောက်ဆုံး၅ခုမြောက်အချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။တကယ်လို့တင်ကသွေးတို့စီဂျိုယောဂအခန်းရှိတယ်။သို့မဟုတ်ကိုယ့်ရဲ့မျိုးရိုးထဲမှာသွေးတို့စီဂျိုနှလုံးယောဂအခန်းရှိရဆိုရင်လူငယ်လူရဖြစ်ပင်မဲ့လေကျမရဲ့စစ်ဆေးမှုမျိုးပြုလုပ်တင်ပါတယ်။သွေးပါကိုပုံမှန်ချိန်မှာသွေးရင်းအစီအစက်ကိုပုံမှန်စစ်ပါ။သွေးရည်တခြားတက်ကိုပုံမှန်စစ်ပါ။ပြင်ကိုယ့်ရဲ့ကိုယ်လေးချိန်ကိုလည်းအမြဲချိန်မှာ ကိုလေးချိန်နေများနေပြီဆိုရင်ဝိတ်ကိုချပါသွေးတို့နေပြီဆိုရင်သွေးတို့ရောဂါကိုတရားကုပါအဲသွေးတွေအစီအစာများနေပြီဆိုလို့ရှိရင်လည်းသွေးတွေအစီအစာတွေတရားတောက်ပါစီချိုဖြစ်နေပြီဆိုရင်လည်းစီချိုကြစေတွေတရားတောက်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုအမြဲ check up စစ်ဆေးနေရမှာဖြစ်ပါတယ်အဲ့တော့ဒီနီလန်၅မျိုးကိုတခြားလိုက်လုပ်မှဆိုလို့ရှိရင်ကျွန်တော်တို့ကလူငယ်လူရွယ်တွေအနေနဲ့နှလုံးသွေးကြောအကျဉ်းယောဂါနှလုံးသွေးကြောပိတ်ယောဂါကိုမဖြစ်ပွားအောင်လို့ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။သိချင်တာရှင်လဲကိုမမမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တကယ်လို့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှင် subscribe လေးလုပ်ပေးချပါအောင်။